ဟယ်လိုအားလုံးပဲမင်္ဂလာပါအာကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်ပေါ့နော် free mining code a ဆိုတဲ့ free mining game တစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်ဒီ game ကကျတော့ free mining တူတဲ့သူတွေရောနောက်မှကျရရှင် investment လုပ်တဲ့သူတွေရောအတွက်အဆင်ပြေတဲ့ game တစ်ခုဖြစ်ပါတယ်အဲပြောရဆိုရင်ကျွန်တော်တို့ဒီ game ထဲမှာဘယ်လိုမျိုးလုံးဆောင်ရမလဲပြောရရင်အဲဘယ်လိုမျိုးမွေထုတ်လို့ရလဲဆိုတော့ကျွန်တော်တခါလေးပြပြသွားမှာဖြစ်ပါတယ်အဲဒီတော့ကျွန်တော်တို့ဒီမှာပေါ့နော် ကျွန်တော်စနစ်နိုင်ယူတစ်ခေါက်ဒီမှာဝင်ပြီးတော့ဝင် claim ပေးရမှာဖြစ်ပါတယ်ပြောရဆိုရင်ကျွန်တော်ကဒီ mining 2မြန်အောင်လို့ပေါ့နော်ကျွန်တော်ဒီမှာ GPU လေးစုပေးရမယ် free mining 2တဲ့အတူတွေအတွက်ပေါ့နော်ပထမအဦးဆုံးပြောပြပေးမှာဖြစ်ပါတယ်အဲကျွန်တော် free mining 2တာ3500 GPU ရှိတယ်ပေါ့နော်ဒါတော့ဒီမှာပြောဆိုလို့ရှိရင်ကျွန်တော်တို့က invite ရှာမယ်ပေါ့နော်ဒီ mining တွေတွေအတွက် test ဆိုတဲ့ဆောင်းဝင်လိုက်မယ် ်အမှကျွန်တော် testing မှာဆိုလို့ရှိရင်သူ join ခန့်တဲ့ channel လေးရှိပါတော့နှစ်ခုသုံးခုလောက်ကျွန်တော် join လိုက်မယ်ပြီးွားဆိုရင်ကျွန်တော် refer share ထားဆိုဒီမှာပေါ့နော်ကျွန်တော် refer share ထားတာယူလိုက်မယ်ပေါ့နော်အဲဒီမှာယူလိုက်မယ် okay ဒီမှာယူလိုက်မယ်ပေါ့နော် claim လုပ်လိုက်မယ် okay အဲပြီးွား claim ပြီးွားဆိုရှင်ကျွန်တော်တစ်ချက်ပြန်သွားကြည့်လိုက်မယ်နော်โอเคโอเคมันจะได้เอาไหม โอเคဒီမှာเนาะကျွန်တော်မှာ mind to mind เนาะ4500 GPU ဖြစ်သွားပြီဒါ free mind ပဲတွေ့ပါเนาะအခု profile share ဆိုလို့ရှိရင်ဒီပါ m နဲ့ကိုတစ်ချက်ဝင်လိုက်မယ် ဒီမှာပေါ့နော်အဲသူကဘာပြထားလဲဆိုတော့ကျွန်တော်တို့အဲ refer တယောက်ကြားမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီတော့ကျွန်တော် refer တယောက်ကိုအဲ200 GPU ရှိမယ်ပေါ့နော်ကျွန်တော်တငွေချင်းရနေပြီးတော့မှဒီပရမာဆုံး deposit ပေါ့နော်ဘယ် deposit ပဲဖြစ်ဖြစ်ကြိုက်တဲ့လောက် deposit အဲသွင်းလိုက်မယ်ဆိုလို့ရှိရင်2500 GPU ကျွန်တော်ရရှိရပဲဖြစ်ပါတယ်ဘောနဲ့အနေနဲ့ပေါ့နော်အဲကျွန်တော်ကြားထားတယ်ကျွန်တော်တငွေချင်းပေါ့နော်တငွေချင်းတွေပါအဲဘောရဆိုလို့ရှိရင်ဒါဒီဒါတော့ကျွန်တော် free mining တူးတဲ့အတူတွေအတွက်ပေါ့နော် free mining တူးတဲ့အတူတွေအတွက်ပါ ပြီးတော့ဆိုကြောင်းက investment money address ဆိုလို့ရှိရင်တော့ဒီမှာဒီဘက်ကတောင်ဆုံးက power ဆိုတဲ့တဲ့တစ်ချက်ဝင်လိုက်မယ်။အပတ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ3 USDT ကနေစပြီးဝယ်လို့ရတယ်ပေါ့နော်။3 USDT ဆိုလို့ရှိရင်အာဒီမှာကျွန်တော်တို့3 USDT ဆိုရင် power က3000ရတယ်ပေါ့နော်။3 USDT ဆိုရင်ကျွန်တော်ကပေးတစ်ချက်နေမယ်။အဲဒီမှာပေါ့နော်ကျွန်တော်ကြိုက်တဲ့ inch နဲ့ကျွန်တော်လွှဲလို့ရတာဖြစ်ပါတယ်။ အချင်းနဲ့ပေါ့နော်ကျွန်တော်လွှဲလို့ရတာဖြစ်ပါတယ်တွန်နဲ့ပဲဖြစ်ဖြစ်ဒီကျွန်တော်အဲဒီမှာပေါ့နော်ကျွန်တော်ဒီမှာ BMB chain မှာ chain တွေအများကြီးရှိရပေါ့နော် chain တွေအများကြီးချိန်ပြီးတော့ကျွန်တော်လွှဲလို့ရတာဖြစ်ပါတယ်အဲကျွန်တော်ဘယ်လိုမျိုးထုတ်လို့ယူလို့ရရဲဆိုတဲ့အပိုင်းကိုကျွန်တော်တစ်ချက်တော့ပြပေးမယ်နော်မကြောင်ကြဲတဲ့လိုမျိုးဒီမှာเนาะကျွန်တော်30ဆိုလို့ရှိရင်30 30ဆိုရင်ဒီမှာပေါ့เนาะအာ mining power tool ကျွန်တော်အနည်းဆုံးတော့ 2USD ရစပြီးတော့ကျွန်တော် အဲတုံးလို့ရရပါနော်ဟုတ်ကဲ့နောက်ပြီးတော့အဲကျောင်းမိုင်းမိုင်းနာတွေကျောင်းပြန်ဝင်လိုက်မယ်နောက်ပါဆိုရရှင် story ကဒီမှာဒီကျောင်းရှိလာတဲ့ coin တွေကိုဘယ်လိုမျိုး change လဲဆိုတော့ဒီမှာ exchange နဲ့တစ်ချက်နှိပ်လိုက်မယ်မှာပါနော် exchange နဲ့မှာ my hash ဆိုလို့ရှင်0.0001 USD နဲ့ကျောင်းကြီးရပါနော်အားချိန်လိုက်မယ်ဆိုလို့ရှင်ကျောင်းရရဆိုရင်ကျောင်းရဒီမှာပါနော်လောရမှာထုတ်လို့ရမှာလဲဆိုတော့ဒီမှာပါနော်ဒီမှာကျွန်တော်တို့ပြထားရှိရဲ့အဲ BME နဲ့ဆိုလို့ရှင် 0.3030 USDT ပြောရဆိုလို့ရှိရင်ကျွန်တော်ဒီမှာเนาะတုံနဲ့တုံ coin နဲ့ထုတ်မယ်ဆိုလို့ရှိရင်0.27 USDT ဆိုကျွန်တော်လုပ်လို့ရတယ် Bloomberg chain နဲ့ပေါ့เนาะဒါတော့အာ BNB BB20 နဲ့ချိန်မယ်ဆိုလို့ရှိရင်အနည်းဆုံးက0.303230ပေါ့နော်အဲ့လောက်နဲ့ကျွန်တော်ထုတ်လို့ရမှာဖြစ်ပါတယ်အာဒီ channel လေးမှာလိုချင်လို့ရှိရင်ဆိုရင်အောက်က comment box မှာကျွန်တော်ဝင်ပြီးတော့ comment လေးရေးလို့ရပါတယ်ပေါ့နော်ဟုတ်ကဲ့ channel video လေးကိုစောင့်ကြည့်ရှုပေးတဲ့တင်ငင်းချင်းတွေအားလုံးလည်းကျေးဇူးတင်ပါတယ်အားလုံးကြက်မှကြပါစေခင်ဗျာ